ချိန်ဘက်ကိုအနိုင်ယူပြီးတော့ကစားသမားဘဝကိုတိတ်ခါရှိရှိနှုတ်ဆက်သွားတဲ့အောင်လာအန်ဆန်အားလုံးပဲမင်္ဂလာပါရှင်ဆယ်လီတိုင်းမျိုးပေးကနေကြိုဆိုလိုက်ပါရီအောင်လာအန်ဆန်ကမြမကုံဆောင်ချန်ပီယံတရားဖြစ်တာကြောင့်သူရဲ့ပွင့်စင်တိုင်းကိုမြမနိုင်ငံသားတွေကတကူတကစောင့်ကြည့်ပြီးတော့အားပေးခဲ့ကြပါရီအသက်39နှစ်ရွယ်ရှိပြီဖြစ်တဲ့အောင်လာအန်ဆန်ကပွဲတိုင်းနီးပါးကိုနိုင်အောင်ထိုးနိုင်ခဲ့တာကြောင့်သူပွဲတွေကမြမလူမျိုးတွေကိုအားတက်စေခဲ့ပါရီ MNNA ကစားသမားဖြစ်တဲ့အောင်လအန်ဆန်ဟာခုတော့ကစားသမားဘဝကနေအနားယူတော့မှဖြစ်လို့သူ့ရဲ့နောက်ဆုံးပွဲကို1ချန်ပီယံရှစ်မှာထိုးခဲ့ရတယ်။မြန်မာစပယ်အုံလို့ခေါ်ကြပြီးအောင်လကမြန်မာနိုင်ငံမှာလူကြိုက်များတဲ့ဖိုက်တာဖြစ်နေပြီးသူ့ပွဲတွေကပရိသတ်တွေကိုအမြင့်စစ်လို့ရှာစေခဲ့ပါတယ်။သူ့ရဲ့ချုပ်ကွက်ကနမေကြီးပြီးတော့မြန်မာစပယ်အုံလို့တင်စားခင်ရတာပါ။ကချင်တိုင်းရင်းသားအောင်လဟာမြန်မာပရိသတ်တွေရဲ့အားပေးမှုကိုနောက်ဆုံးပွဲအထိယူသွားနိုင်ပြီးကောင်းမွန်တဲ့နမေနဲ့ပဲအနားယူသွားပါတယ်။ ပရိသတ်တွေကိုစေမပြည့်စေခဲ့တဲ့အွန်လိုင်းအဆန်ကကစားသမားဘဝကိုအနိုင်နဲ့နှုတ်ဆက်သွားခဲ့ပါတယ်။အွန်လိုင်းအဆန်ကကစားသမားဘဝနဲ့နောက်ဆုံးပွဲမှာပြိုင်ပွဲဖြစ်တဲ့ Sweden Fighter Seven Session Cardestan ကိုအနိုင်ထိုးပြီးတော့ကစားသမားဘဝကိုနှုတ်ဆက်လိုက်ပါတယ်။ပွဲမစမီမာတွေကအွန်လိုင်းကသုံးချီအတွင်းအနိုင်ရှုပြမယ်လို့ပြောခဲ့ပြီးဒုတိယအချီနဲ့မိနစ်20မှာပဲလက်သီးတွင်းလုံးတွေနဲ့အနိုင်ရသွားခဲ့ပါတယ်။အွန်လိုင်းကဒီပွဲပြီးရင်တော့နောက်ထပ်ပွဲမှာ အထူးတော့ပဲနဲ့နားယူသွားတော့မှာဖြစ်လို့နောက်ဆုံးပွဲကိုအနိုင်ရအောင်အကောင်းဆုံးပြင်ဆင်ထားခဲ့ပါရယ်။အလိုက်ရဲ့ပွဲကိုနောက်ဆုံးအဖြစ်ကြည့်ရမှာဖြစ်တာကြောင့်မြန်မာပရိသတ်တွေကလည်းစောင့်ကြည့်ပြီးအားပေးနေခဲ့ကြပါရယ်။ပွဲမစားခင်မှာလည်းအွန်လာအတွေ့အဆိုတော်လေးဖြူကိုယ်တိုင်ကအမဲလိုက်ကတခြင်းကိုလာဆိုပေးခဲ့ပါရယ်။အလုံးမျောလင်းထားတဲ့အတိုင်းပဲအောင်လာကအနိုင်ရသွားခဲ့ပါရီဒီပွဲအနိုင်ရလို့သူကဝမ်ချမ်ပီယံရှစ်ကအောင်လာတွင်စုချင်းငွေဒေါ်လာ9000ကိုဘောနပ်စ်ပေးခဲ့ပါရီတကယ်တော့အောင်လာကသူ့ရဲ့နောက်ဆုံးပွဲကိုမြန်မာနိုင်ငံမှာပဲပြန်လည်ကျင်းပခြင်းခဲ့တာပါ သူ့ကိုအားပေးကြမယ့်ပြည်သက်တွေကလည်းရှိနေပေမဲ့လည်းဆန္ဒတွေကမပြေခဲ့ပါဘူးမြမကုံဆောင်ဖိုက်တာကြီးဖြစ်ပေမဲ့လည်းမြမနိုင်ငံရဲ့ခြေနေကြောင်းထိုင်းနိုင်ငံဘန်ကောက်မှာပဲမြမပြည်သက်တွေနဲ့ကဘာတရွားကသူ့ပြည်သက်ကိုနှုတ်ဆက်လိုက်ရပါတယ်အွန်လိုင်းဆန်ကဝမ်ချန်ပီယံရှိကစားသမားဘဝမှာပွဲနဲ့ဆက်ကစားပြီးတော့15ဝဲတိအနိုင်ရခဲ့သူပါနိုင်ပွဲတွေလည်းရှိခဲ့တယ်လို့ရှုံးပွဲတွေလည်းရှိခဲ့ပေမဲ့အောင်လာအန်ဆန်ကမြန်မာတွေအတွက်မျက်နှာပန်းလာစေခဲ့ပါတယ် ခြေဆက်တွေကနေရရှိလာတဲ့ငွေတွေကိုလည်းတဘာဝပေးမှလူတန်းလေးရှိပြီးမြမပြည်သူတွေနဲ့အမြဲတမ်းအတူရှိပေးခဲ့ပါတယ်။လွန်ခဲ့တဲ့နှစ်တွေမှာအွန်လိုင်းရဲ့ပွဲတွေကိုအားမရသူတွေကတော့အနားယူဖို့တွေပြောခဲ့ကြပါတယ်။သူတို့နဲ့အတူလေးချင်းပေါ်တငယ်ချင်းဖြစ်တဲ့မာတင်ငူရင်ကဖိုက်တာဘွားကနေနားယူသွားပြီဖြစ်တာကြောင့်အလားကိုလေးအားယူဖို့ပြောကြပြီးဝေဖန်မှုတွေများနေပေမဲ့လေသူအတွက်အကောင်းဆုံးစူးစမ်းခဲ့ပါတယ်။အချိန်တုန်းကအလားအန်ဆန်ဟာနိုင်ပွဲတွေကြောင့်မြန်မာပရိသတ်တွေခုံယူကြရပူပါတယ်။နိုင်ပွဲတွေအမြဲတမ်းကြာနေကြတဲ့အလားအန်ဆန်ကိုရှုံးတဲ့အခါမှာတော့ အနားယူဖို့ပြောတာဟာသူ့တွေစိတ်မကောင်းဖြစ်သွားရစေပါတယ်။အခုတော့အောင်လာနောက်ဆက်ပွဲမှာအနိုင်ယူပြီးအားလုံးကိုနှုတ်ဆက်သွားခဲ့ပါပြီ။အောင်လာကသူ့ရဲ့စားသမားတက်တန်းတစ်ယောက်မှာအနိုင်ရှိရင်အရှုံးလေးရှိပြီးတော့အရှုံးကိုရင်ဆိုင်တက်ဖို့လေးချပြီးတဲ့အခါမှာပြန်ထလာဖို့အတွက်သင်ပေးသွားခဲ့ပါတယ်။အောင်လာအဆန်ကအနိုင်ယူသွားပေမဲ့မြန်မာပရိသတ်တွေအတွက်တော့အမြင့်ဆုံးချန်ပီယံဖြစ်နေမှာပါ။ကစားသမားနောက်ဆုံးပွဲမှာအနိုင်ရအောင်ယူနိုင်နေခဲ့တဲ့အောင်လအန်ဆန်တွေဂုံပြူစကားလေးတွေကွန်မန့်မှာရေးခဲ့ပေးပါအောင်ရှင်။ချီရှိုအဘိကကြားရတွေအားလုံးကိုကျေးဇူးတင်ပါတယ်။